ဒီခင်းညင်သည်အချိုတက်ပါအခင်းညင်သည်အပင်များအနီးတစ်ဝိုက်တွင် မုံဖုံးဆူတာကို ဖြန်းပေးပါက မြေစီလာအချင်းတက်ကိုရောကြစေပြီးအသီးများကိုပိုအပိုမိုတီးစီပါတယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့ဆိုတော့ဒီမုံဖုံးဆူတာကခင်းညင်သည်ကိုချိုးစေနိုင်လားပေါ့နော်ဆိုတော့ဒီဆိုတာထဲမှာပါတဲ့အာဟာရဓာတ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် သူကဆိုဒီယမ်ပါတယ်အဲကာဗွန်ဒိုင်အောက်ဆိုက်ပါတယ် အဲကာဝင်ပါတယ်ဗောနော်ဆိုတော့ဒီဆိုဒီယမ်နဲ့ကာဝင်နှစ်မျိုးမှာဆိုလို့ရှိရင်ကျောင်းကဆိုဒီယမ်ဆိုတာက အပင်ရဲ့ကျောင်းကဒီလိုအပ်တဲ့အာဟာရစင်ရင်းထဲမှာဆိုလို့ရှိရင်ဆိုဒီယမ်က မရှိနေဘူးဆိုတော့ကာဝင်ကာဗွန်ဆိုတာကလည်းကျောဒီအပင်တွေကအာလေတဲ့နေပြီးတော့ အလကားရနေတဲ့ဟာပေါ့နော်ဆိုတော့ကျွန်တော်ဒီမြေကြီးလေးကိုထည့်ပြီးတော့ကျွေးနေစရာမလိုအပ်ဘူးဆိုတော့အပင်တွေကဒီအသက်ရှူတိုင်းမှာသူ့ရဲ့ဒီအစာချက်တဲ့လုပ်ငန်းစဉ်တိုင်းမှာဒီကာဗွန်ကိုလေတူတဲ့နေပြီးအလကားရနေရဆိုတော့အဲ့တဲ့ကြောင့်မလို့ကျွန်တော်ဒီဆိုတာကခဲညင်သီးကိုချိုးစေနိုင်တယ်ဆိုတဲ့ဟာကတကယ်တကယ်တော့တသက်ထောက်ထားမရှိဘူး